မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တမလာ၄ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်ကုတ်ကဲအထက်တန်းချောင်းခွဲမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ခွေးတပ်ကိုဝင်ရောက်တိုက်ခိုက်ရာဗိုလ်ကြီးအောင်တောင်းအပါအဝင် စစ်ခွေးခုနှစ်ကောင်တည်ဆုံးပြီးတော့လက်နက်ခဲယမ်းများကိုလည်းတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမ်ဘာလ2ရက်နေ့မနက်9:15မိနစ်အချိန်မှာမြင်းညာမြို့နယ်ကုတ်ကဲထပ်တန်းကျောင်းခွဲမှာအထိုင်းချတပ်ဆွဲထားတဲ့စစ်တပ်ကပြည်သူများနဲ့ခီးသွွားပြည်သူများကိုစက်ကြီးကောက်ပြီးနေ့စဉ်အနိုင်ကျင့်လူရဲနှိပ်စက်နေမှုကြောင့်အဲ့ဒီနေရာကိုဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစခန်းနေရာကိုရှေ့ရက်ပရိသာမိုင်းများနဲ့အသင့်ဆောင်ဆိုင်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးတော့စစ်ခွေးခုနှစ်ကောင်ကိုပြစ်ခတ်တုပ်တင်ရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါတယ်။ ်အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာစစ်သား9ဦးသေဆုံးပြီးတော့ MA36 လက်ဂျီပေါက်အခု20 MA5 တလက်60မမတလက် 5.56G 904000 9mm ဂျီ9000 60မမဂျီ3ခုအိနာကဘုံသေးနှလုံးဒါငါကြောင့်လက်ပြဘုံနှလုံး၄ခွနှလက်ဝက်ဥလက်တစ်ချောင်းငွေသား14သိန်း9200ကျပ်ဖုန်းခွန်နှလုံးလက်ပတ်နာရီနှလုံးစစ်သုံးဆောင်ပစ္စည်းအများပြားကိုလည်းတင်စီရမိခဲ့တယ်လို့သိရပါဗျ။ကုတ်ကဲစခန်းကနေပြီးတော့အရှိကိုထွက်လာရင် ကိုကဲကံအောက်ဆိုတာရှိပါတယ်။အဲ့ဒီနေရာမှာစက်ကြီးတွေကောက်ပြီးတော့နောက်ကိုပက်ကင်းပြန်ပတ်နေတာသူတို့စက်ကြီးကောက်ပြီးမှပြန်လာတဲ့အချိန်လမ်းကနေဖြတ်တိုက်တာစစ်ခွေးခုနှစ်ကောင်သေးတယ်လက်နက်ကရှစ်လက်ရခဲ့ပါတယ်။သုံးဘွေနဲ့ဘိုးကိုတေသွားတာအတူတွေရောဘာတွေရောအကုန်ရတာစက်ကြီးကောက်ဖို့ကခုနှစ်ယောက်ထွက်လာတာအဲ့ဒီထွက်လာတဲ့ခုနှစ်ကောင်လုံးပျောက်သွားတာနေရာမှာရင်ပွဲချင်းပြီးတေသွားတယ်စစ်ကူလာတာမျိုးမရှိဘူးစခန်းဘက်ကနေတော့လှမ်းပစ်တာတွေရှိတယ်အေးအေးဆေးဆေးနေမြေရှင်းလင်းရောလှုပ်လာနိုင်ခဲ့တယ်လို့ရွှေချန်သားပြောကြားတဲ့ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗျာ ပြည်သူတွေကိုဖိနှိပ်နေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုရွှေချန်သားပြောင်ကြားတပ်ဖွဲ့တိုက်နယ်တစ်ကဆက်လက်ပြီးတော့တိုက်ခိုက်တုတ်တင်ရှင်းလင်းသွားမှာဖြစ်ပြီးပြည်သူများအနေနဲ့ဘုံခုချင်းများကိုအစ်အနေထားနဲ့အထူးသတိပြုနေထိုင်ကြရန်တိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတိုင်းစစ်ဦးစီးချုပ်ဘုံမူးချုပ်ကျော်စွာဝင်းကိုအဂရိလိုက်စားမှုနာမည်တက်ပြီးတော့စစ်တပ်ကပြန်လည်ဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ30ရက်နေ့မှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတိုင်းစစ်ဦးစီးချုပ်ဘုံမူးချုပ်ကျော်စွာဝင်းကိုစစ်တပ်ကပြန်လည်ဖမ်းဆီးခဲ့တယ်လို့သိရပါဗါတယ်။ဖမ်းဆီးခဲ့တဲ့ကိစ္စဟာပြည်သူ့စစ်ခေါ်ပြူစောထီးများစီမံခန့်ခွဲရေးနဲ့ပတ်သက်ပြီးတော့ တိုင်းမှုနဲ့သဘောထားကွဲလွဲရန်ဖြစ်ခဲ့ကြပြီးတဲ့နောက်အဂရိလိုက်စားမှုခေါင်းစဉ်တက်ကစစ်တပ်ကတိုင်းဦးစီးချုပ်ကိုပြန်လည်ဖမ်းဆီးသွားခဲ့ကြအောင်စီတန်ဘူကြီးဇင်ရောကပြောဆိုခဲ့ပါတယ်အဓိကကတော့ပြည်သူစစ် G1 ကြီးနဲ့ပြဿနာတက်တယ်လို့သိရတယ်ဒီတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်စွာဝင်းကတော်တော်တော့ကြားပြီးအရင်ဗိုလ်ချုပ်တန်းထိုက်လက်ထက်ကလေးက အခုမင်းအောင်လိုင်းသွားနေတော့မှဖြစ်တာဆိုတော့နည်းနည်းတော့ထူးဆန်းနေတယ်အဓိကကတော့ပြည်သူ့စစ်ကိစ္စနဲ့ညှိတာလို့တော့ကျွန်တော်တို့လောလောဆယ်အကြံပြန်သိထားရတယ်ပြည်သူ့စစ်ကိစ္စနဲ့ဆိုတော့လောလောဆယ်တော့စစ်ခွေးတက်ကအာဂရိလိုက်စားမှုနဲ့ဆွဲထားတယ်လို့စီဒီအမ်ဘူကြီးဇင်ရောကပြောပြထားပါဗျာ စစ်ဘက်သတင်းရင်းမြစ်ကတော့တိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်စွာဝင်းနဲ့တိုင်းမူဗိုလ်မှူးချုပ်မျိုးမင်းထွေးတို့ကြားမှာစစ်စင်ရေးကိစ္စများနဲ့ပတ်သက်ပြီးတော့အမြင်သဘောထားမတူညီကွဲလွဲရာကနေပြဿနာတက်ကြတယ်လို့သိရပါတယ်။ဗိုလ်မှူးချုပ်ကျော်စွာဝင်းကဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုလက်နက်ချညှန့်ခံခဲ့တဲ့စစ်တုံးမှန်ဘဝကနေတိုင်းမူဖြစ်လာတဲ့ကောင်ဆိုပြီးနှိမ်ပြီးပြောဆိုခဲ့ရာကနေပြီးတော့ပြဿနာကြီးထွားလာခြင်းဖြစ်တယ်လို့သိရပါတယ်။ကြားရတာကတော့တိုင်းမူနဲ့ပြဿနာတက်ကြတာ စကိုင်းထဲမှာစစ်စင်ရေးကိစ္စကိုတိုင်းစစ်ဦးစီးချုပ်ကအဓိကစီမံခန့်ခွဲတယ်။အဲဒီမှာပြည်သူစစ်တွေစစ်စင်ရေးမှာတုံးတဲ့ကိစ္စမှာအမြင်မတူကြဘဲနဲ့မင်းပါကောင်လဲငါပါကောင်လဲဖြစ်ကုန်ကြတာပေါ့။အဲဒီမှာတိုင်းစစ်ဦးစီးချုပ်ကလည်းတိုင်းမှုကိုနှိမ်ပြီးတော့ပြောတယ်။တိုင်းမှုကလာရှို့ MNDAAC မှာလက်နက်ချပြီးမှပြန်လွတ်လာတဲ့ကောင်လေ။အဲ့ဒါကိုတိုင်းစစ်ဦးစီးချုပ်ကနှိမ်ပြီးပြောတာလို့စစ်ဘက်သတင်းရေးမြစ်ကပြောဆိုထားပါရတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်မြုံမင်းထွေးဟာ အလုတ်တင်ဗိုလ်တင်နဲ့တေဇ26ကဖြစ်ပြီးတော့တမ17လောက်ကိုင်းဒေသကုကဲမှုစစ်ဌာနချုပ်ကြောင်မဲအမတ်တဲ့စစ်စေကုကဲမှုစစ်ဌာနချုပ်တို့မှာတမမှုတာဝန်ယူခဲ့တယ်လို့သိရပါဗါတယ်2024ခုနှစ် ဩဂတ်လ3ရက်နေ့ကကိုကဲ MNDA နဲ့ပူးပေါင်းတပ်များကအရှိမျောက်တိုင်းစစ်ဌာနချုပ်ရမခရှိတဲ့လာရှိုးကိုတိမ့်ပိုက်တဲ့အချိန်မှာ တိုင်းမူဘိုချုပ်စိုးတင်တိုင်းစစ်ဦးစီးချုပ်ဘုံမူချုပ်တန့်ထင်စိုးတို့နဲ့အတူဘုံမူချုပ်မျိုးမင်းထွေးတို့ကလည်းကိုကဲ MNDA ထံမှလက်နက်ချအငြင်းခံခဲ့တယ်လို့သိရပါတယ်။2024ခုနှစ်ဒီဇင်ဘာလ17ရက်နေ့လာရှိုးတိုက်ပွဲမှာလက်နက်ချအငြင်းခံခဲ့တယ်ဘုံမူချုပ်မျိုးမင်းထွေးကိုမင်းအွန်လိုင်းကနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူအဖြစ်နဲ့ခန့်အပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်တောင်ဘက်မှာရှိတဲ့ DKBA ထိန်းချုပ်ထားတဲ့ကြောက်ခက်ကြီးရွာဆေးရုံဟောင်းကိုစစ်ခွေးတပ်ကဒရုန်းများနဲ့ဘုံကျဲသွားတဲ့အတွက်အဆောက်အအုံများပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့စက်တဘာလ၄ရက်နေ့မနက်၈နာရီခွဲဝင်းကျယ်အချိန်မှာမြောက်ရီမြို့တောင်ပန်းကြောက်ခတ်ကျေးရွာစာတင်ကျောင်းအနီးစေးယုံဟောင်းအဆောက်အုံကို drone နဲ့ဘုံကျဲသွားတယ်လို့သိရပါတယ်စေးယုံဟောင်းအဆောက်အုံများ drone ဘုံထိမှန်ပျက်စီးခဲ့တယ်လို့လူတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်ဒါအပြင်ဒီကနေ့မနက်၈နာရီ50မိနစ်ဝင်းကျယ်အချိန်မှာလဲထမှန်ပြီးတော့ drone နဲ့ဘုံကျဲခဲ့တယ်လို့သိရပါတယ်လူထိခိုက်မှုတော့မရှိဘူးစေးယုံဟောင်းအဆောက်အုံကတော့ပျက်စီးသွားတယ် စေးရုံကရွှေ့ထားပြီးသားကျဲတဲ့နေရာကမြောက်ပတိမြို့ကြောက်ခတ်ချေးပါနေရာဒီကေဘီထိန်းချုပ်နယ်မြေတွေပါတိုက်ပွဲဖြစ်တာမျိုးလည်းမရှိဘူးဒီတိုင်းကိုတမင်တက်တက်ကိုလာကျဲသွားတာလို့ကရင်စည်ရဲသတင်းရင်းမြစ်ကပြောပြထားပါရယ်လက်တလောကရင်ပြည်နယ်မြောက်ပတိမြို့နယ်နိုးဘိုးရွာနယ်ထင်းမူထရွာဘက်မှာ ထိုင်းကနေထွက်ပြေးပြီးတော့ပြန်လည်ဝင်ရောက်လာတဲ့စစ်ခွေးတွေစုပေါင်းထားတဲ့စစ်တပ်ကစစ်ကြောင်းထုံးနေတဲ့အတွက်တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါဗျ။စစ်လေယာဉ်များကလည်းဗုံးများကျဲချပေးခြင်းနဲ့စစ်ကူပေးခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့အဲ့ဒီစစ်တပ်စစ်ကြောင်းဟာစစ်ကြောင်းတစ်ခုလုံးပြန်စည်းသွားတဲ့အထိအထိနာသွားတဲ့အတွက်ပြန်လည်ဆုတ်ခွာသွားရတယ်လို့သိရပါဗျ။ခလိုက်ရနှစ်ခွန်၅ရက်ကနေပြီးတော့စစ်ကြောင်းထုတ်လာတဲ့စစ်တပ်ကအထိနာလို့ပြန်ဆုတ်သွားတယ်လို့သိရတယ်။ဒါပေမဲ့ဘယ်အချိန်တော့ပြန်ထွက်လာအောင်မလဲမသိရသေးဘူး။စစ်ခွေးတွေကလေကြောင်းနဲ့ကင်းထောက်တာဘုံကျဲတာတွေကိုမနေ့ကခရေကလုံနေတာ။ ဒီနေ့လဲ drone တွေနဲ့လာတိုက်တာရှိတယ်လို့ကရင်ရှေတန်းသတင်းရေးမြစ်ကရှင်းပြထားပါတယ်ကော့ဂရိတ်မြောက်ဒီအာရှလန်ဂျုံတိုးမြို့မှာလည်းနေစဉ်ရက်ဆက်ပြစ်ခတ်တိုက်ခိုက်မှုတွေရှိနေတယ်လို့တော်လန်ရေးသတင်းမြင့်များထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမြောက်ဒဂုံမြို့နယ်38ရပ်ကွက် ပြင်းလွင်လမ်းမှာနေထိုင်တဲ့စိတ်ကျမ်းမာရေးမကောင်းမွန်တဲ့ကိုကောင်းစီကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် 2025ခုနှစ်မတ်လ3ရက်နေ့မနက်7:00နာရီခန့်မှာမြောက်ဒဂုံမြို့နယ်38ရပ်ကွာပြည်ဦးလွင်လမ်းမှာနေထိုင်တဲ့စိတ်ချမ်းမာရေးမကောင်းတဲ့ကိုကောင်းစီဟာနေအိမ်ကနေပြီးတော့မုန်းထွက်ဝဲတဲ့အချိန်စစ်ခွေးတပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ကိုကောင်းစီဟာစိတ်ချမ်းမာရေးမကောင်းတဲ့အတွက်ဆေးတောက်နေရသူဖြစ်ပြီးတော့လစဉ်စိတ်ချမ်းမာရေးဆေးရုံမှာပြတ်တာနေရသူဖြစ်တယ်လို့သိရပါတယ်။သူကမုန်းထွက်စားရင်းနဲ့ပြန်မလာတာအခုချိန်ထိပါပဲ။ လူပြောက်လဲတိုင်ထားပါတယ်ဘာသတင်းမှလည်းအခုချိန်ထိမကြားရဘူးစိတ်ကယူးနေတာတော့မဟုတ်ဘူးဒါပေမဲ့ဆေးတော့တောက်နေရတာပေါ့စိတ်ချမ်းသာရေးဆေးရုံမှလည်းလစဉ်ပြနေရတယ်လို့ကြံ့ရည်သူမိသားစုဝင်တွေကပြောဆိုထားပါတယ်အလားတူပဲမခွေတိုင်းဆက်လင်းမြို့နယ်နဲ့စင်ပြူကျွန်းမြို့နယ်တို့မှာအချမ်းမစစ်ခွေးတက်ကပြည်သူ15ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးတော့ထွက်ပြေးတဲ့သူတွေကိုတနက်နဲ့လိုက်လံပစ်ခတ်ခဲ့တယ်လို့ပြည်သူညီနောင်ဆက်လင်းသတင်းနဲ့တာဝန်ခံကိုပြည်သူကပြောပြထားပါတယ် စက်တင်ဘာလ2ရက်နဲ့3ရက်နေ့တွေမှာအကြမ်းဖက်စစ်ခွေးတပ်က16မြို့နယ်နဲ့စင်ပြူကျုံမြို့ပေါ်မှာရှိတဲ့ဈေးလာဝယ်တဲ့လူငယ်များနဲ့ရက်ွက်ထဲကလူငယ်များကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့ထွက်ပြေးတဲ့သူတွေကိုလည်းတနက်နဲ့လိုက်လံပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။အခုလိုပေါ်တာဆွဲဖမ်းဆီးပြီးတဲ့နောက်အကြမ်းဖက်စစ်ခွေးတွေကပြည်သူ15ဦးကို16မြို့နယ်ရဲစခန်းနဲ့စလင်းတောင်ဘက်မှာရှိတဲ့293တရင်းနဲ့ကိုခေါ်ဆောင်သွားတယ်လို့သိရပါဗျ။စလင်းနဲ့စင်ပြူကျုံနေရာနှစ်ခုမှာပေါ်တာဆွဲတာ စင်ပြူကျုံးမျိုးပါမှာကဘယ်နှယောက်ပါသွားလဲတော့မသိဘူး။ဇလင်းမျိုးပါက9ယောက်ကတော့ပါသွားပြီ။လူငယ်တွေနဲ့လူလက်ပိုင်းတွေအဲ့ဒီဖမ်းဆီးခံတဲ့သူတွေကတယောက်ကသူ့ကိုလိုက်ဖမ်းတော့ထွက်ပြေးတာပေါ့။အကြမ်းဖက်စစ်ခွေးပြူခွေးတွေကတနက်နဲ့လိုက်ပြတယ်ခြေထောက်မှန်သွားတယ်လို့သိရတယ်။ပေါ်တာဆွဲဖမ်းဆီးခံတဲ့သူတွေကိုတော့ဇလင်းစခန်းထဲကိုခေါ်သွားပါတယ်။ညနေပိုင်းလောက်မှာဇလင်းအချုပ်စခန်းကနေပြီးတော့ဇလင်းတောင်ဘက်မှာရှိတဲ့2-3တိုင်ရင်ထဲကိုခေါ်သွားတယ်လို့သိရတယ်။ပြည်သူ15ဦးကျော်လောက်ပေါ်တာဆွဲဖမ်းဆီးခံရရတာပါ။ ပြူစောထီးတွေကိုလက်နဲ့တက်ဆင်ပေးထားပြီးတော့ပြည်သူတယောက်ရရင်ငွေကျပ်3-4သိန်းပေးတယ်လို့ပြည်သူညီအောင်ဆလင်းသတင်းနဲ့တာဝန်ခံကိုပြည်သူကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းမော်လမြိုင်ကျွန်းမြို့နယ်ကျွဲချံအုပ်ချုပ်ရေးမှုနယ်သူ့ရဲ့သားဖြစ်သူတို့ဟာစစ်မှုထမ်းအတော်နေအိမ်နေဘော်ကိုလိုက်ပြီးတော့အတရအထမပေါ်တာဆွဲခြင်းတွေကိုပြုလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မော်လမြိုင်ကျွန်းမြို့နယ်ကျွဲချံဆက်လူကညင်ချောင်းနွားရီကျော်စတဲ့ကြေးရွာများကအင်ဂျီ400ကျော်ရှိရာအုပ်ချုပ်ရေးမှုဥခင်ဆိုးနဲ့သူ့ရဲ့သားဖြစ်သူကျော်ဆိုးထက်တို့ဟာ စစ်ကောင်မရှင်တပ်ဖွဲ့များနဲ့ပူးပေါင်းပြီးတော့စစ်မှုထမ်းပေါ်တာဆွဲပြီးလူအယောင်ဝယ်ပြစ်လုနေကြတယ်လို့သိရပါတယ်။လူငယ်တွေကိုအဲ့ဒီအုတ်ကြီးသားဖားနှစ်ယောက်ပေါင်းပြီးတော့လူဖမ်းပြီးတော့ပတ်စံတောင်းနေတာစစ်တပ်နဲ့ပေါင်းပြီးထင်းသလိုရန်ကားနေလို့ သူတို့ကိုဆိုရင်မော်တော်မကြီးရဲဘူးစစ်မှုထမ်းထောက်ပံ့ခြင်းကိုလည်းလာစင်လို့လို့တိုးပြီးကောက်နေလို့ပြည်သူတွေခမခက်ခဲနေကြရတယ်လို့ဒေသခံတို့ကတိုင်ကြားထားပါဗျ။လက်ဗတာခရိုင်အတွင်းမှာရှိတဲ့မြို့နယ်များစီကိုစစ်မှုထမ်းဥတွေနဲ့လူဖမ်းဆီးပို့ဆောင်ရမှာအုတ်ချုပ်ရဲမှုရဲ့တားဖြစ်သူဟာလူတအုပ်ပို့နိုင်မှာကသိန်းတရာဝင်းကျင်အထိရရှိနေတဲ့အတွာအချမ်းဖတ်ကအတင်းအဓမ္မဖမ်းဆီးမှုများပြုလုပ်နေခြင်းဖြစ်တယ်လို့ဒေသခံများကမှတ်ချက်ပေးထားပါဗျ။ အုတ်ချုပ်ရေးမှုရဲ့တားဖြစ်သူဟာကြေးပါအုတ်စုအထွဲမှာရှိတဲ့နေအိမ်များပေါ်အထိပါတက်ပြီးတော့အတင်းအဓမ္မလူဖမ်းဆီးမှုများကိုအတင်းရဲစွာပြုလုပ်နေကြတယ်လို့သိရပါတယ်။အုတ်ချုပ်ရေးမှုဟာလည်းကြေးပါများအတွင်းကစစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီးတော့ငွေကြေးများကိုတုံးမြင့်ကောက်ခံနေပြီးဒေသခံများဟာစားဝတ်နေရေးအတွက်ခက်ခဲနေတဲ့ဈားတွေကနေစစ်မှုထမ်းကြေးကိုပေးနေရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မှာအာနာသိန်းစစ်တပ်ကကျင်းပမယ့်ရွေးကောက်ပွဲအတွက်မဲပေးစနစ်ကိုရှင်းပြဖို့နဲ့အစမ်းမဲပေးဖို့အတွက်တအင်ကိုတယောက်ခေါ်ယူပြီးမလာတဲ့သူတွေကိုအဲဆင်းထုတ်ပေးမှာမဟုတ်ဘူးလို့ရက်ကွက်အုပ်ချုပ်ရေးမှုရုံးကချင်းချောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းကရက်ကွက်တချို့မှာရက်ကွက်အုပ်ချုပ်ရေးမှုတွေကတအင်တယောက်နှုံးနဲ့ခေါ်ယူနေပြီးတော့မဲအစမ်းထည့်ခိုင်းတာတွေကိုစက်တင်ဘာလ3ရက်နေ့မနက်ပိုင်းမှာလုပ်နေတယ်လို့ဆိုပါတယ်။ရန်ကုန်မြို့ကတယောက်ကအကုန်လုံးကိုခေါ်တာ အဲစင်းတိုင်နေရတဲ့သူတွေကိုမလာရင်အဲစင်းတိုင်ရတာခတ်မယ်လို့ပြောတယ်မဲကအစမ်းထည့်ခိုင်းတာဆက်ရှင်နေတဲ့အထက်လူတွေအကုန်လာရမယ် မလာခဲ့မှတ်ထားတယ်အဓိကကတော့လာတဲ့လူနဲမှာစိုးလို့ချိန်းချောင်နေတာလို့ပြောပြထားပါဗါတယ်အဲ့ဒီကိစ္စကိုရက်ွက်အုပ်ချုပ်ရေးယုံဘက်ကအတီးပြုတ်ထားတာရှိပြီးတော့အသက်၁၈နှစ်နဲ့အထက်အားလုံးမလာမနေရတတ်မှတ်ထားတာမျိုးတော့မဟုတ်ပဲတတ်မှတ်မဲပေးလူဦးရေပြည့်မီစေဖို့လှုပ်တာလို့ဆိုပါတယ်ရက်ွက်အုပ်ချုပ်ရေးမှုယုံတဲ့နှိစက်သူတယောက်ကအသက်၁၈နှစ်နဲ့အထက်အကုန်လုံးမလာမနေရတတ်မှတ်ထားတာတော့မဟုတ်ပါဘူးဥပမာရက်ွက်တစ်ခုမှာလူ၂၀၀၀ရှိတယ်ဆိုရင်လူ900လာပြီး မဲပေးတာအထမြောက်တယ်သူတို့ကအဲ့ဒီပုံစံမျိုးနဲ့လုပ်နေတာတချို့ရက်ွက်တွေမှာဆိုရင်တော့လူမလာဘူးလို့ပြောတယ်လို့ရှင်းပြထားပါဗျာစမ်းတက်ခိုင်းပြီးတော့လက်မှတ်ထိုးပြီးပြန်သွားကြတာပေါ့ ကျန်းဖို့တွေကတော့ကြည်ကြတာပေါ့မဲဆက်မှာထဲ့ကြတာပေါ့သူတို့ဆက်ကမမားဘူးဆိုတာမျိုးပေါ့လူတွေမလာမှာကြောက်လို့အဲစင်းသမားတွေကိုဦးစားပေးပြီးလာဖို့တတ်မှတ်တာဒီနေ့ကအလုတ်ဖွင့်ရဆိုတော့မရှိရှိတဲ့သူတွေကိုအတင်းကိုခေါ်ကိုင်းနေတာလို့ပြောပြထားပါဗျာအဲ့ဒီမဲပေးဆက်တွေဟာမြို့နယ်ရုံးတွေကိုရောက်ရှိနေပြီးဖြစ်ပြီးတော့မြို့နယ်ရုံးတွေကနေတဆင့်ရက်ွက်တွေတဲကိုတဲလာပြီးအစမ်းမဲပေးခိုင်းတာလို့ဆိုပါတယ်ဒေသခံတယောက်ကလည်းမဲပေးပြီးရင်30စက္ကန့်ကြည့်လို့ရသေးတယ်မှားသွားတယ်ဆိုတာကိုပြောလို့ရတယ်ပြင်ဆင်ပေးတယ် နှိမ့်လိုက်တာနဲ့ဆာရွက်လေးကကျလာမယ်အဲ့ဒီအချိန်မှာ30စက္ကန့်ရာသေးတယ်ပြီးမှချိတ်ပိတ်ထားတဲ့မဲပုံးထဲကိုတန်းဝင်သွားတာမီးအစိမ်းလေးပြတာနဲ့ထဲ့လို့ရပြီပြီးရင်ပြီးခဲ့တဲ့ရွေးကောက်ပွဲလိုမျိုးမဲပုံးဖွဲ့ပြီးတော့မဲတွေကိုရေတွက်မှာမဲမတမာမှုကတော့မလုံနိုင်ပေမဲ့ပြိုင်မာကသူ့ရဲ့ပါတီတွေပဲလေအခုကလုံခြုံရေးမပေးနိုင်တဲ့နေရာကိုမလုပ်ဘူးဘယ်နေရာလုပ်မယ်ဆိုတာလည်းမသိရဘူးအခုအစမ်းလေးကျင့်နေတာကတော့အယောက်90လောက်ရှိတယ် မနက်ဖြန်ဘေးကရက်ွက်တွေကိုပါမဲပေးဆက်ရွှေ့မယ်လို့ပြောတယ်လို့ရှင်းပြထားပါတယ်။လက်ရှိမှာတော့အာနာသိန်းစစ်ခွေးတက်ကဒီဇင်ဘာလ28ရက်နေ့ကစပြီးတော့အပိုင်းလိုက်ရွေးကောက်ပွဲတွေပြုလုပ်ဖို့ရည်ရွယ်ထားတယ်လို့ရွေးကောက်ပွဲလုံးမဲ့ဒေသတွေကိုလည်းထုတ်ပြန်ကြေညာထားတယ်လို့သိရပါတယ်။အာနာသိန်းစစ်ခွေးတက်ကကျင်းပမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုရောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လိုင်းအင်အားစုတွေကအသီးသီးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ